ရွာနောက်ကကိုဘဆိုင်အိမ်ကိုအမြဝင်တိုက်လို့တဲ့ရွာလမ်းမတိုင်းအော်ဟစ်ပြီးပြေးလွှာနေတဲ့ရွာသားကြောင့်ပဲကြားသူတွေအားလုံးမိမိတို့အိမ်ပြင်ကိုထွက်လာကြတယ်ဘလို့ဖြစ်ရတာလဲဘဲကဓမြနေလဲတို့ရွာမှာတခါမှဒီလိုမဖြစ်ဘူးနော်အဲ့ဒါအရေးမကြီးဘူးဗျတကြီးဦးတောင်းကအစည်းအဝေးခေါင်းနေတယ်ရွာသားတွေလိုက်ခဲ့ကြဒီလိုအရာရွာသားတွေဟာလိုက်ပါသွားရတယ်ရွာလူကြီးဦးတောင်းနေမှာတော့ရွာသားတွေစုံနေပြီကဲ အခုဆိုတို့မြိုင်တော့ရမှာဓမြတွေဝင်လာပြီဒီကောင်းတဲ့ရွာနောက်ပိုင်းကဘားဆိုင်အိမ်ကိုဝင်စီးပြီးတော့ရွှေတွေငွေတွေကိုအကုန်ယူသွားတယ်ဒီကောင်းတွေဒိုးရွာကိုနောက်တစ်ခါဝင်မလာနိုင်ဘူးဆိုတာမပြောနိုင်ဘူးဒီကောင်းတွေကလူဆယ်ယောက်လောက်ရှိတယ်တကြည်ကိုဘားဆိုင်အိမ်ကိုဝင်စီးပြီးတော့သူတို့တောထဲဝင်သွားကြတာကြုတ်တွေ့လိုက်တယ်ဗျတကြည်ဦးတောင်းစကားဆုံးတော့ရွာသားတစ်ယောက်ကသူ့မြင်လိုက်ရတာကိုဝင်ပြောပါတယ်အေးဒီတော့ဒီဓမြရန်ကောက်ွဲဖို့အတွက် တို့ရွာသားတွေစီလုံးမှာရမယ်။မင်းတို့စီကအကြံဉာဏ်ကိုလည်းလိုချင်တယ်ကွ။ပြောချပါဦး။ရွာသားတွေဟာတကြီးဥသားအမေကိုမဖြစ်နိုင်ရဘူး။ဒီထဲမှာရွာသားတွေကမိုးရမီရိုင်းခွေးနေတဲ့အရသမားမောင်ကျိုင်ဆိုသူကဒါမျှဗျာ။ကျုပ်တို့တွေလူစုပြီးတော့ဒင်းတို့ဝင်သွားတဲ့တောထဲမှာလိုက်ရှာမယ်။ပြီးရင်ဒင်းတို့ကိုဝင်ထပ်ပြီးတော့ကျုပ်တို့ရွာကဒင်းတို့ယူသွားတာတွေအကုန်ပြန်ယူမယ်။ဟာမောင်ကျိုင်မင်းစကားကဟုတ်ပါမလားကွဟမ်။ ရောင်ကြီးဟာ မောင်ကျိုင်စကားကြောင့်အားတက်သွားတယ်။မောင်ကျိုင်ကလည်းကျုပ်ပြောမယ်တကြီးရဲ့ကျုပ်တို့အမြိုင်တော်ရွာကရွာသားတွေတွေ့ရပါလေဗျာ။ဒါတော့ရွာမှာထိုက်တဲ့ကာကွယ်ရေးစုထားခဲ့မယ်။ကျုပ်တို့တကြီးတို့အဖွဲ့ဒင်းတို့ကိုတွားရှာမယ်။ဒီအတွက်လည်းတကြီးမပုန်နဲ့ဗျ။ကျုပ်တကြီးရှိကနေအသေးခံကာကွယ်မယ်။ရောင်ကြီးဦးတောင်းဟာမောင်ကျိုင်စကားကိုသဘောတွေ့နေပြီ။ကဲဒါဆိုကွာ။မင်းတို့အိမ်ကိုပြန်ကြ။ဓမြတွေကိုရှင်းပြီးမှတို့ရွာကိုပြန်လာမယ်ဆိုတာတော့ပြော။ ။ဓမြတွေကိုလိုက်လံရှာဖွေရမယ့်ရွာသားတွေဟာသူတို့နေထိုင်ရာအိမ်ကိုပြန်သွားကြတယ်။ရွာလူကြီးဦးတောင်းကတော့ရွာမှာကြံ့ရင်ကြမယ့်ရွာသားတွေကိုမှာကြတယ်။ဒီလိုနဲ့အရက်သမားမောင်ချိုင်းပါဝင်တကြီးဦးတောင်းဦးဆောင်တဲ့လူ15ယောက်ဖွဲ့ဟာဓာရီလှန်လေးကိုစီနဲ့တော်တွေကိုဝင်သွားကြတယ်။တော်တွေကိုဝင်လာကြပြီးတဲ့နောက်ဓမြတွေကိုရှာဖွေတယ်။တကြီးဦးတောင်းကတော့တနတ်ကြီးနဲ့လိုက်ပါလာတာ။တော်တခွင်မှွေနောက်ကြရင်နဲ့ညဘက်ကိုရောက်လာတယ်။တညလုံးတော်ထဲမှာအေဖို့နေရာကောင်းရှာကြရင်နဲ့ ဓမြတွေကိုတော့ရှာမတွေ့ကြဘူး။နောက်တနေ့မှာဇွဲကောင်းကောင်းနဲ့ထပ်မံရှာဖွေတဲ့အခါတော်ရင်ချောင်းဆက်တနေရာမှာဓမြတွေနဲ့ထိတ်တိုက်တွေ့တယ်။အောင်ကျန်းရရှိကနေရဲရဲတောက်ဦးဆောင်ပြီးတော့ဓမြတွေနဲ့တပ်ပုတ်ကြရင်ဓမြတွေလက်ဒဏ်ရာရသူတွေများပြားလာတယ်။ဒီလိုတပ်ပုတ်ကြရင်လည်းဓမြဘဝရဲ့တနက်ကြောင်မောင်ကျန်းတယောက်ကြီးထိပြီးတော့ချောင်းထဲကိုပြုတ်ချသွားတယ်။ဟာမောင်ကျန်းချကွာဒီကောင်တွေကိုအသေးသက်မောင်ကျန်းကြာတော့တာမို့လို့တကြီးကပဲဓမြတွေကိုပို့ပြီးတော့မဲပြီးတော့တိုက်တယ် ဓမြတွေဘက်ကတေဆုံသူတွေများပြားလာတဲ့ခါမှာတော့ဓမြဖို့လည်းထပ်ပြေးသွားတယ်။ဒီချိန်မှာမောင်ကျိုင်တယောက်ချောင်းလေးကနေပြန်ပေါ်လာပြီးတော့သကြီးတို့နီးကိုရောက်လာတယ်။ဟာမောင်ကျိုင်မင်းမသိဘူးနော်။ကျုပ်မသိပါဘူးဗျာ။ကဲဒီကောင်တွေကိုဖမ်းကြစမ်း။တနတ်တရားလေးနဲ့ချောင်းထဲကျသွားတဲ့မောင်ကျိုင်ဟာဘာမှမဖြစ်ခဲ့တဲ့တိုင်သကြီးတို့အံ့ဩနေတယ်။ဒါပေမဲ့ဓမြတွေကိုဖမ်းခေါ်ရအောင်မလို့ဘာမှစမပြောဖြစ်တော့ဘူး။ရွာကိုပြန်ရောက်လာတဲ့အခါဓမြတွေကိုရဲရဲတောက်တိုက်ခိုက်တဲ့မောင်ကျိုင်တသိန်းဟာရွာလုံးကို ြက်နေလာတယ်။အမေငါသာပြောလေ။မောင်ကြိုင်မိခင်ကိုကြည့်ပြီးတော့သူ့ကိုအမေသားချက်ကျွေးစမ်းပါဗျာ။အမေသားမဆရတာကြပြီ။အေးပါသား။အမေချက်ကျွေးမယ်။မောင်ကြိုင်ကမိခင်ကြီးနဲ့တူနေထိုင်ပါတယ်။ဓမြတွေကိုဖန်းစီကပြန်လာခြင်းကဆလို့မောင်ကြိုင်အရက်မတော့တော့ဘူး။မိခင်ကြီးတော်မင်းကတော့သားအတွက်ဝမ်းသာနေရှာတယ်။ဒါကြောင့်သားဖြစ်သူစားခြင်းသမျှမညုံမညင်မနဲ့ချက်ပြုတ်ကျွေးမှုတယ်။မောင်ကြိုင်တယောက်လေတော့မှအလုပ်လေးသွားလုပ်လိုက် မိခင်ကြီးချက်သမ ्या ကိုအဝါဆားလိုက်နဲ့နေထိုင်နေတာကို ကြားပြီးတော့တကြီးဦးတောင်တယောက်ဝမ်းသာနေတယ်။ဒီကောင်လေးကလူကောင်းလေဟာဒီလိုတောင်မှတကြီးပါးစပ်ကနေချင်းမမာတယ်။တညမှာတော့အချင်းကညတကောင်ကြောနေပြီ။ဒီချိန်မှာဒေါသရကြီးခြေလှမ်းနေနဲ့ရှောင်းလန်းလာရင်နဲ့မောင်ကြိုင်ရဲ့ချန်ပီယံမှာခြေတဟာရက်သွားတယ်။ဟဲ့ကောအိမ်ထဲကအခုထွက်ခဲ့စမ်း။ဒေါသရကြီးနဲ့အော်ဟစ်တဲ့အတန်းခွေးမှသာအခုထွက်ခဲ့စမ်း။ ထပ်ပြီးတော့အော်ဟစ်ပြန်တယ်။ဒီခါမှာအိမ်အတွင်းမှာရှိတဲ့မောင်ကြိုင်ထွက်လာတယ်။ချန်ပီယံမှာရှိနေသူကိုကြည့်တော့ချန်ပီယံကသူကိုခါထောက်ပြီးတွေ့တာကိုတွေ့လိုက်ရတယ်။ခွေးမသားငားနေရာမှာနေပြီးတော့မင်းကစိန်ရစ်နေတယ်ပေါ့ဟုတ်လား။မောင်ကြိုင်ကအဲ့လူစကားကြောင့်မျက်နှာကြီးပြုံးနေတယ်။ချန်ပီယံမှာရှိတဲ့လူကတော့စိတ်မနိုင်ခဲမရဖြစ်နေတာတွေ့ရတယ်။ဒီလိုနဲ့ချန်ပီယံကလူဟာအားရအောင်ဆိတ်ဆိုပြီးတော့မိုးလင်းကန်ဒီအချိန်မှာလာရရက်ကိုပြန်သွားပါတယ်။ဒီဖြစ်ပျက်ကိုမောင်ကြိုင်ရဲ့မိခင်ကြီးလုံးဝမသိတယ်လို့ ဘသူမှလည်းမသိတာကတော့အံ့ဩစရာဒီလိုနဲ့ချိန်ကလည်းတစ်ဖြည်းဖြည်းကုန်လွန်လာခဲ့ပါတယ်တရက်မှဒေါ်မင်းတယောက်ဖုန်းအချောင်းကိုဆုံးကပ်ပြီးတော့ပြန်လမ်းမှာအမေအမေခေါ်တဲ့ညောင်းတော့ကိုလှည့်ကြည့်ရဘာသာမှမတွေ့ရလို့စိတ်ထဲမှာဘဝင်မကြဘူးအတန်းကတားဖြစ်သူမောင်ချမ်းရဲ့အတန်းဆိုတာကိုတော့ဒေါ်မင်းသိတယ်ဒါပေမဲ့တားဖြစ်သူဟာအခုချိန်ဆိုရင်တော့လေထဲမှာသာရှိမှာဆိုတာဒေါ်မင်းတယောက်သူ့အကြမ်းမှားခြင်းလို့ယူဆလိုက်တယ်နောက်တဲ့နေ့မှလည်းမကြာခဏဆိုသလို့ ဒီခေါတန်းကိုဒေါ်မြင့်ကြားလာတဲ့အခါစိတ်ထဲမှာတန်တရာဖြစ်လာတယ်။တာဖြစ်သူမောင်ချိုင်เจ้าတွေကိုလည်းတစားတစားတွေးကြောင်းမြင်နေဒေါ်မြင့်တယောက်တာဖြစ်သူပေါ်မှာတန်တရာဖြစ်လာတယ်။ဘာကြောင့်လဲဆိုတော့မောင်ချိုင်ကအရင်တုန်းကအရက်ကိုသာအိုးဆက်ပိတ်ပြီးတော့ထမင်းဟင်းအစားနေတယ်။အခုတော့မောင်ချိုင်ဟာအရက်ကိုလုံးဝမတော့တော့ပဲထမင်းစားရင်စံတအိုးချက်လောက်တမနတာခံနေ။အဲ့ဒီပြင်သူ့ပေါ်မှာမိခင်ဆိုပြီးချွတ်ချွတ်နဲ့နဲ့မရှိတော့ပဲဖာသီးဖာသာပဲနေတယ်။ဒေါ်မြင့်လည်းအကြောင်းဆုံးတွေးတော့ပြီးတော့ အပြေရှားမရတဲ့ဆုံးမှာတော့တကြီးဦးတောင်းစီကိုရောက်လာတယ်။တကြီးဦးတောင်းကိုတုံးမခန်းစားနေရတဲ့အကြောင်းအရာတွေကိုပြောပြတဲ့အခါမှာတော့ကျောက်ကဗျာဒီကောင်လေးပြောင်းလဲလာပြီဆိုပြီးတော့ဝမ်းတာနေတာမမင်းရဲ့အခုခမ ्या ပြောပုံရဆိုရင်တော့ကျုပ်လည်းမသိငါဘူး။ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့၃နှစ်လောက်ကကျုပ်တို့နဲ့ခမ ्या သားဓမြလိုက်ဖန်တာသိတယ်မလား။တကြီးဦးတောင်းစကားကိုတော့မြင်ကောင်းနေတယ်။ကျုပ်သိတယ်လေ။ဟုတ်တယ်ဗျ။အဲ့ဒီမှာကျုပ်ပြောချင်တာက ခမားသားကကန်ကြီးပုံပေါ်ဗျာကျွတ်တို့ကဓမြတွေနဲ့တပ်ပုံနေတဲ့ချိန်ဓမြဘော်ကသူ့ကိုတန်းတန်းနဲ့လှမ်းပြတာအားလုံးမြင်နေဗျမောင်ကျန်တယောက်တေးသွားပြီဆိုပြီးတော့ကျွတ်တို့ကထင်တာမဲဟုတ်မလဲဗျာဒီကောင်ကအသက်ပြင်းနေဗျကြီးမှန်ပြီးတော့ရေထဲချကနေပြန်တက်လာတယ်တကယ်ကောင်ဗျတကြီးဦးတောင်းပြောတော့ဒေါမင်းတယောက်အတွေ့အကြုံများလာတယ်တကြီးကျုပ်တော်လေးအခုရှိနေတာကျုပ်သားမှဟုတ်ရဲ့လားလို့အော်မမြင်ခမားသားမဟုတ်တော့ဘသူတော်များ ခမသားမှာခမသားလေဒီလိုတော့မဟုတ်ဘူးတကြီးရဲ့ကျုပ်ပြောချင်တာကလေကျုပ်သားကိုယ်ထဲမှာဖုတ်တို့ဘာတို့များဝင်နေသလားလို့ပါ ခမပြာထင်ရလိုက်တာကျုပ်ကအမေပါတကြီးကျုပ်သားလိမ်မာတာကျုပ်သဘောကျတယ်ဒါပေမဲ့လို့ကျုပ်သားလည်းမဟုတ်ပဲဖြစ်နေမှာကိုကျုပ်ကစိုးရိမ်တာကဲဒီတော့ခမကဘာလုပ်ချင်တာလဲပြော ကျုပ်ကတော့လေအပမိတာဘာညာကိုးတနိုင်တဲ့ဆရာကောင်းတယောက်တော့ရှာချင်နေတော့ဆရာကလည်းတော့ဦးမှာ မဟုတ်ရင်ကျုပ်ကမင်းနဲ့စတိုးသလိုဖြစ်နေမှာဒါဆိုကျုပ်သေချာဆုံးသမ်းမယ်မယ်ကျုပ်ဆုံးသမ်းပြီးရင်တော့ခမ ्या ကိုပြောမယ်ဟုတ်ပြီလားဟုတ်ခဲ့ပါတော့တကြီးကိုလည်းကျုပ်ကျေးဇူးတင်ပါတယ်ရပါတယ်ဗျာရပါတယ်တော့မင်းတယောက်တကြီးဦးတောင်းစီကနေပြန်လာတယ်တပည့်သူကိုအကြောင်းဆုံးပြောပြပြီးတော့ပြောကဆရာရှာခိုင်းတယ်တနေ့မှာတော့မမည်မမည်တော့ကျုပ်ရှိတဲ့တကြီးရဒီမှာတော်မြင့်တယောက်တကြီးဦးတောင်းကိုမြင်တော့ သူထိုင်နေတဲ့ကုတ်ပြစ်ကိုခေါ်တယ်။ခမားသားမောင်ကြံရောမဲသွားလေ။ရွာတဲကိုခဏသွားလိုက်တော့။ဒါဆိုအခါတင်နာဒီလိုပြ။အရင်တစ်ခါတော့ကခမားရှာခဲနဲ့ပယောကဆရာကြုတ်တွေ့ပြီ။ဟုတ်လား။ဗမာများလေ။ရွာကတော့ကျွတ်လို့နေကပဲ။အလန်းတော့ဝေးတယ်။ဒါပေမဲ့ရွာနမဲကတောင်ထုံးရွာတဲ့ရွာကဖွားမဲ့စေဆိုတာသိဆွနေဆိုပဲ။ဟိုဒီလိုဆို အခုများကြုတ်ပြေးတာပြင်လိုက်ခြင်းနေ။နေပါဦးမြ။ကျုပ်ခမားလိုရင်လေ ဖိုးဦးတို့ညီအကိုတို့ကိုသွားခိုင်းလိုက်မယ်။ကျုပ်သားတွေဆိုတော့လူသူမသိအောင်လှုပ်လို့ရတယ်။အမေ။အော်။တကြီးရောက်နေရလား။အေးကောင်မောင်ကြီး။မင်းကဘယ်ကနေပြန်လာခဲ့တာလဲ။ဟာ။အမေသားတို့ကြီးပါလား။ဟုတ်တယ်ဗျ။ငကြွေးတို့နွားပေါ်လို့ကျုပ်သွားဝင်ခဲ့တာ။အေးအေးကဲမမြင့်။ကျုပ်ပြောတယ်လို့ပဲဗျာ။ရွာစီယိုးလေးပြင်ဖို့အတွက်စုပေါင်းကိုလေလောက်ကြမယ်။မောင်ကြီးမရိပ်မိစေဖို့တကြီးဦးတောင်းစကားလွှဲတယ်။မောင်ကြီးကဘာကောမှစိတ်မဝင်စားဘဲနဲ့သူ့ရဲ့အမေသားကြီးကိုယူလို့မျိုးဆောင်တဲ့ကိုဝင်သွားတယ်။ ီကမှဒေါ်မင်းကတော်တော်လေးနဲ့အဲ့ဒါပဲတကြီးနေအင်းကဟင်းပပေါ်သူကဦးဆုံးဝယ်တာ အခုဆိုကြုတ်ချက်တာမစားဘူးတော့သူ့ဘာသာချက်တာဟင်းများချက်လိုက်ရင်အသားမချက်တာတွေကများတယ်ကြုတ်ပြင်မစားရလို့မြည်ကိုမကြည့်ဘူးဒေါ်မင်းဒီလိုပြောတဲ့အခါမှာတကြီးဦးတောင်ထိတ်လန့်သွားတယ်ဒါဆိုလေဗျာကြုတ်သားတွေကိုအမြန်ပဲသွားခိုင်းလိုက်မယ်အဲ့ဒါအကောင်းဆုံးပဲတော့ကြုတ်လဲဒီလိုကြီးဆက်ပြီးတော့မကြည့်ချင်တော့ဘူးအင်းပါမမင်းရကြုတ်စီတယ်မမယ်အခုတော့ကြုတ်ပြောင်းအောင်မယ်တတိတော်ထားနေပြီ တကြီးဦးတောင်းတယောက်လေးတန်းတတုံးနဲ့ဒေါ်မြင့်ကိုတရိပ်ပေးတယ်။ကမောင်းချိုင်ငါပြန်ပြီနော်။ဒီလိုအရေးခါမှာမေးဖို့တင်ကနေဟုတ်ကဲ့ဟုတ်ကဲ့ဆိုတဲ့အတန်းထပ်ပေါ်လာတယ်။ဒီလိုနဲ့ဦးတောင်းဟာတာဖြစ်သူဖိုးဦးလိုညီကိုကိုတောင်းထုံးရကိုလွှတ်လိုက်ပါတယ်။ဖြိုးအောင်ကြီးဒါကတောင်းထုံးရလားဗျ။ဟုတ်တယ်လေငါကြီး။ဒါတောင်းထုံးရပဲ။အော်ဟုတ်ကဲ့ဗျာ။ဒါဆိုကျွတ်တို့ကိုဒီရွာကဖွားမယ်စိန်ဆိုတဲ့အိမ်ကိုညွှန်ပေးလို့ရမလား။အာရတာပေါ့ဗျ။ကျွတ်တို့ဖွားအိမ်ကဒီလန်တိုင်တက်တက်တာဝင်သွား။ရွာလန်းဆောင်ရင်ဘယ်ဘက်ချိုးလိုက် စားတွေ့ချင်းအိမ်ကဖွားတော့အိမ်ပဲဗျကျေးဇူးတင်ပါတယ်ဗျာဖိုးတို့ညီကိုလည်းရွာသားကိုကျေးဇူးတင်စကားပြောဆိုလို့အဲ့နေရာကနေထွက်လာတယ်ရွာသားတွေပြောတဲ့အတိုင်းရောက်တဲ့အခါမှာတော့အင်ရှင်တို့ဗျိုးအင်ရှင်တို့ဒီလိုအော်ခေါ်တဲ့အခါမှာတော့ဟေးဘသူတွေတော့အဲ့တဲ့တွေပါဗျကျတို့ကဖွားမိတ်ဆင်တွေကိုလာတာအော်အေးအေးလှဲချုပ်ပြီးတော့ဝင်ခဲ့ကြဖိုးတို့လည်းနွားတွေကိုလှဲခါနေချုပ်ပြီးတဲ့နောက်ဖွားမိတ်ဆင်တို့အိမ်ဝိုင်းထဲကိုဝင်လာတယ်ကိုပြစ်ခင်မှာထိုင်နေတဲ့ဒေါ်ဝင်းနဲ့တူတူ ွားမဲ့စိန်လည်းတွေ့ရတယ်။ကဲထိုင်ကြကွယ်ဘဲကများလာကြတာလဲ။မြိုင်တော့ကပါဗျ။ဖိုးကဖြစ်တယ်။ညီကိုနဲ့ကိုပြစ်မှာဝင်ထိုင်တော့ဒေါ်ဝင်းကမေးဖို့တဲ့ကိုဆင်းသွားတယ်။ဖွားမဲ့စိန်ဆိုတာဖွားပဲကွယ်။ဘာကိစ္စများရှိလို့လဲ။ဖွားမဲ့စိန်ကမေးတော့ကျွတ်တို့အဖေကမြိုင်တော့ရွာကတကြီးဦးတောက်မှာအခုကိစ္စကလည်းအဖေလှုပ်လိုက်လို့ကျွတ်တို့ဖွားကိုလာပေးရတာပါ။စိုးစမ်းပါအောင်ကွယ်။ဘာအကြောင်းများရှိလို့လဲ။ဒေါ်ဝင်းကအကြံအုံးနဲ့ဘဲကျော်တော့ပကံချပီးတယ် ူတို့ရွာကလေဂျွာသားမောင်ကြိုင်တယောက်ဖောက်ဝင်နေတယ်ဆိုလားဗျာအဲ့ဒါအဖေကဖွားစီကိုတောပင်းညလို့ကိစ္စကအရေးကြီးတယ်တဲ့ဘသူမှမပြောနဲ့ဆိုလို့သူတို့ညီကို ရောက်လာခဲ့တာဩဒီလိုဆိုအရေးကြီးတာပေါ့ဖောင်းမစိန်ဖိုးတို့ကိုပြောပြီးမှဒေါ်ဝင်းကိုမိဝင် မောင်တိုးနဲ့မောင်အောင်ကိုခေါ်ပေးစမ်းဟုတ်ကဲ့မေးတုတ်သွားခေါ်လိုက်မေးအေးအေးဒီကမောင်ရင်တို့လည်းခဏနားကြအောင်အတုပ်လေးပါလေအချိန်လေးစားဟုတ်ပြီလားဒေါ်ဝင်းထထတော့ ဖိုးတို့ညီကိုပဲချော်တော်တွေစားလိုက်အကျန်းရင်တောက်လိုက်နဲ့အနားယူတယ်။ခဏကြာတော့မောင်တိုးနဲ့မောင်အုံးတို့ဒေါ်ဝင်းနဲ့တူတူလိုက်ပါလာတယ်။ဖွာကျွတ်တို့ရောက်ပြီဗျ။အေးကွက်ဒီမှာဧည့်သည်ရောက်နေလို့ဖွာကမောင်ရင်တို့ကိုခေါ်ရတာ။ဘသူတွေများလဲ။ဒီကငါညီတို့ကဘယောကလဲ။မောင်တိုးကဖိုးတို့ညီကိုကိုမေးတယ်။ဒီခါမှာဖိုးဦးကမြိုင်တော့ရာကပါဗျ။သူတို့ရွာကိုဘွားတို့သွားရလိမ့်မယ်ကွက်။အဲ့ဒါမောင်ရင်တို့ကိုဖွာကခေါ်ပြောတာ။အဝိစားလေးပါလိပညာ။ နေအေးတာနဲ့သွားကြမယ်။ဟုတ်ကဲ့ပွား။ဒါမျိုးတော့ကျုပ်တို့ကလိုက်ပြီးသားပဲဗျ။မောင်တုံးနဲ့မောင်အောင်ပြန်ကြတော့ဖိုးတို့ညီကိုကိုခေါ်သွားကြတယ်။ရေချိုးအနားယူဖို့ခေါ်သွားကြခြင်းဖြစ်ပါတယ်။ဒီလိုနဲ့နေအေးတဲ့ညနေခင်းမှာတော့ဖွားမဲစင်တို့မြိုင်တော့ရောက်ကိုဖတ်ခွာလာကြတယ်။မြိုင်တော့ရောက်ကိုရောက်တော့တကြီးဦးတောင်းကဖွားမဲစင်တို့ကိုကျူစွာအိတ်ခန်းနေ။ဖွားမဲစင်ကလည်းသူကိုခေါ်ရခြင်းအကြောင်းစုံကိုမေးမြန်းတော့တကြီးဦးတောင်းကပြပြမျိုးစုံကိုပြပြတယ်။တော်မြင့်ကိုလည်းမောင်းချိုင်မသိအောင်တကြီးဦးတောင်းက သူ့ရဲ့နေအိမ်ကိုခေါ်ခိုင်းတယ်။တော်မင်းရောက်လာတော့ဘွားမဲဆိုင်ကိုမြင်ပြီးတော့ဝမ်းနဲ့ဝမ်းသာစိတ်နဲ့ငိုရူတယ်။ဘွားရဲ့ကျုပ်သားလေးကိုကယ်ပေးပါ။ညီသားရဲ့ခေါတန်းကိုကြားနေရတယ်ဆိုတာဟုတ်သလား။ဘွားမဲဆိုင်ကမြင်တော့ဟုတ်တယ်ဘွား။ကျုပ်သားတန်းကိုကျုပ်ခဏခဏကြားနေရတယ်။ဒီလိုဆိုညီသားကိုတော့သွားကယ်ပေးလို့မရဘူး။အခုဖြစ်နေတဲ့ပြဿနာကိုပဲဘွားဘက်ကဖြေရှင်းပေးလို့ရမယ်။ကဲပါလေ။လက်တွေ့ကြကြဘွားစီစဉ်ပေးမယ်။ဖျားခဲမှာဘွားမဲဆိုင်ကတကြီးဦးတန်းတို့လည်းများ ဖိုးတို့ညီကုန်းတဲ့ဒေါမင်းတို့ကိုခက်ဝေးမှထိုင်စီတယ်။မောင်တို့နဲ့မောင်အောင်ကတော့ဘွားမဲ့စိန်နားမှာထိုင်တယ်။မောင်တို့မောင်ရင်လက်ကဖွာပေးထားတဲ့အဆောင်လေးကိုချွတ်လိုက်ဦး။အဲ့ဒါလေးမောင်အောင်ကယူပြီးတော့နည်းနည်းနောက်ကိုဆုပ်ထိုင်။ဟုတ်ကဲ့ပါဖွာ။မောင်တို့နဲ့မောင်အောင်ကဖွာမဲ့စိန်စကားတိုင်းမဲ့နားကန်တယ်။မောင်တို့ဖွာသားကလိပ်ပြလှတယ်။ဒါကြောင့်ဖွာကိုကူညီပေး။အခုဖွာ မောင်ချိုင်းဝင်းညင်ကိုခေါ်မယ်။မောင်ရင်ကမျက်လုံးမှိတ်ပြီးတော့ဝင်သက်ထွက်သက်ကိုပဲ မှန်နေဟုတ်ပြီလားဒီလိုပြောတဲ့အခါမှာမောင်တိုးကခေါင်းကုပ်ညှိကလက်ခံနေမောင်တိုးမျက်စိမဲ့ငြိမ်သက်တဲ့အချိန်မှာအမိတော်မင်းရဲ့သားမောင်ကြိုင်မြိုင်တော်ရသားမောင်ကြိုင်ဖွားခုန်နေတယ်ကြားရက်ကနေလာပါဆိုင်ရပိုင်ရတွေကလည်းနှောက်ရတားဆစ်ခြင်းမလုပ်ပါနဲ့မောင်ကြိုင်ကြားရရက်ကလာခဲ့ပါဒီလိုခေါ်တဲ့အခါမှာတော့မောင်တိုးခန္ဓာကိုယ်ဟာစက္ကနဲ့တစ်ချက်တုံသွားပြီးမှိတ်ထားတဲ့မျက်လုံးတွေပွင့်လာတယ်ရောက်ပြီလားမောင်ကြိုင်လုံမေးတော့ခေါင်းညှိပြတယ်ဟုတ်ဟာဘာတူလဲ အချက်ကြည့်ပါ။ဒေါ်မင်းကိုလက်ညှိုးညွှန်ပြလိုက်တော့မောင်တုကဒေါ်မင်းကိုကြည့်ပြီးတော့ငိုတယ်။ဒေါ်မင်းကလည်းဘာလို့ရမှမသိမျက်နှာမသာမရနဲ့မငုံတဲ့တိတ်။ဖွားတော့မသိတာမောင်ရင်သိတယ်မလား။အခုအဲ့ဒီကိစ္စကိုအရင်ဆုံးပြောပြ။ဖွားမစိန်ပြောတဲ့အခါမှာမောင်တုကမျက်ရည်တွေတုပ်ပြီးတော့တကြီးကျုပ်တို့တွေဓမြတွေလိုက်ဖမ်းတဲ့နေ့ကိုမှတ်မိတယ်မလား။တကြီးဦးတောင်းကုန်ပြီးတော့အေးသိတယ်လေကွာ။တကြီးဦးတောင်းကပြန်ဖြေတယ်။အဲ့ဒီကဗျာကျုပ်ကိုတနက်နေ့ပြစ်တာတွေ့တယ်မဟုတ်လား။ အေးတူတယ်လေအဲ့ဒီကလေးကကျုပ်ကသေပြီဗျကျုပ်သေးတော့အဲ့တော်တွေကကောင်းကကျုပ်ကိုလည်းဝင်ပြီးတော့ခမရတို့နဲ့ရွာကိုပြန်လိုက်သွားတာကျုပ်ပါဗျာတော်တွေကတော်ကောင်းနဲ့နှိမ့်ဆက်သမျှခံရတယ်ဗျကျုပ်အိမ်ကိုပြန်လို့မရဘူးအတော်လေးကိုဒုက္ခရောက်နေရတာကျုပ်အဲ့ဒီမှာနေတာကြတော့အထက်ကပုပ်ကိုကြီးတွေကိုခွင်တောင်းပြီးရွာကိုပြန်လာတာဒါပေမဲ့ဗျာကျုပ်ကိုလည်းဝင်နေတဲ့ကောင်ကိုကျုပ်မနိုင်ဘူးဗျအမေကိုတွေ့တော့အော်ခေါ်လဲအမေကကျုပ်ကိုမတွေ့ဘူးကျုပ်မှကိုကရရမဲ့ဖြစ်နေတာဗျာ တော်မင်းကလည်းတားပြစ်သူဖြစ်စိုးကိုတည်တော့အမေမသိလို့ပါတားရဲလို့ပြောကငိုရတယ်။အေးဖွားဒီကိစ္စကိုရှင်းပေးမယ်။မောင်ရင်လည်းသူ့စီကိုမတော်မိစေနိုင်အောင်ကြားလား။သူရဲမိသွားရင်မကောင်းဘူး။ဟုတ်ကဲ့ပါ။ဒီကောင်းကိုရှင်းပြရင်တော့ကျုပ်ကိုအမျှတမ်းဝေပေးပါ။ကျုပ်ဒီလိုဘွားကြီးနဲ့မနေချင်ဘူးဗျာ။မောင်ရင်အမေစီတင်ပေးပါလိမ့်မယ်။စိတ်ချပါ။ဘွားမစင်ကပြောတော့မောင်တိုးကိုယ်တည်းကဝန်ကတ်နေတဲ့မောင်ကြီးခေါင်းငိမ့်ပြတယ်။ဒီချိန်မှာပဲအမေကျုပ်အမေရှိလားတကြီး။ အောက်ထပ်ကနေအော်ဒန်ကိုကြားနေရတယ်။ဟာဟိုကောင်လိုက်လာတယ်။ဘယ်လိုများလောက်ကြမလဲခက်ကုန်တော့မယ်။တကြီးတို့စိတ်ပူသွားတယ်။ဒီချိန်မောင်တို့ကိုယ်ထဲမှာဝင်ပူးနေတဲ့မောင်ချိုင်ကဒီကောင်နဲ့ကြုတ်တော့တွေ့ပြီ။ဒီလိုကဒေါသတကြီးနဲ့အိမ်မော်ကနေပြေးဆင်းသွားတယ်။ဟာဖွာလောက်ပါဦး။မောင်အောင်နဲ့တကြီးတို့ထိတ်လန့်သွားကြတယ်။မောင်တို့ကတော့အောက်ထပ်ကိုရောက်တော့မောင်ချိုင်ကိုကြည့်ကဒေါသကြီးနေပြီ။မောင်ချိုင်ကလည်းအော်အဖွာကြီးသူ့သားကိုတောင်ရှာတွေ့နေပြီပေါ့ဟုတ်လား။ ဒင်းကိုတစ်ခါလဲတက်လိုက်ရမှာဒီလိုဆိုပြီးတော့မကြင်မနဲ့ပြောတယ်မောင်တော့ကလည်းဒေါသတကြီးနဲ့မောင်ကျိုင်ကို ပြေးပြီးတော့နဘာလုံးနေသူတွေပြန်ကိုတွေပြန်တက်ပုတ်နေတဲ့အချိန်မှာဖာမေဆင်တို့ကအောက်ထပ်ကိုရောက်လာတယ်ဖာမေဆင်ကဖိပက်ကိုကြည့်ပြီးတော့သူ့ရဲ့တောင်ဘက်ကိုဒုံငနေပဲဆောင်းချတယ်ဟဲ့အကောင်တွေနင်းတို့ရက်မလားနင်းတို့အသက်ထပ်ပြေးချင်လားကြောစမ်းဒီလိုအော်တဲ့အခါမှာမောင်တိုးနဲ့မောင်ကျိုင်တို့ချက်ချင်းပဲရက်တန့်သွားကြပါတယ်ဟိုအကောင်နင်းကသူများကိုတည်းလည်းအယောင်ဆောင်ဝင်တည်တယ် ဝညာမတရန်ဆောင်းနေတာမင်းကငါတန်ပေးလိုက်ရမလားဖွားမဲ့စင်စကားကြောင့်ပဲမောင်ကျန်တယောက်ဖွားမဲ့စင်ကိုကြည့်တယ်ဘလို့ကြောင့်မသိပြေကျင်းနဲ့ဒူးတယ်တုံပြီးတော့ဒူးထောက်ထန်ချလိုက်တယ်ကျုပ်ကျုပ်ကိုခွင့်လို့ပါဗျာကျုပ်သူ့ကိုယ်ထဲမှာနေနေတဲ့တခြားမှာဘသူ့ဘောမှာမကောင်းတာမလုပ်ဖို့ဗျာကျုပ်ကိုခွင့်လို့ပေးပါဒီလိုပြောတဲ့ခါမှာအေးဟုတ်ပြီနေအခုဝင်ထားတဲ့ခဏကိုဘယ်အခြေအနေရှိပြီလဲအယူ အယိုးပဲရှိပါတော့တယ်ဒီလိုပြောတဲ့ခါမှာတော့ဖောင်းမစိငိုရှနေတဲ့တော်မြင့်ကိုကြည့်တယ်ကဲဒီလိုဆိုမောင်ကြိုက်အလောင်းအတွက်အခောင်းပြင်ဆင်ကြပြီးတော့နဲ့နာမည်ကဘာတူလဲသူ့ကိုတရေငပြူးလို့ခေါ်ကြပါတယ်အေးတရေငပြူးမောင်ရင်ကအလောင်းကိုအခောင်းထဲတေးချထည့်ပေးပြီးမှဒီခနာကိုကနေထွက်သွားပေးရမယ်အကြောင်းရင်းတွေကဖိပြက်ပြီးပြီဘသူဘသူမှလည်းအပြစ်ဆိုလို့မရဘူး ဒီတော့မောင်ရင်တို့နှစ်ယောက်လည်းတယောက်နဲ့တယောက်မတိုက်ခိုက်ကြနဲ့တော့ကြားကြလားဒေလေးပြောတဲ့အခါမှာတဲငပြိုးနဲ့မောင်ချိုင်ဟာသဘောတူတယ်ဒီလိုနဲ့မောင်ချိုင်ဟာမောင်တို့ရဲ့ခန္ဓာကိုယ်အတွင်းကထွက်သွားပြီးတဲငပြိုးလည်းမောင်ချိုင်ရဲ့ခန္ဓာကိုယ်ကိုအခေါင်းအတွင်းနေရာချဖို့အချိန်ဆောင်ရတယ်ဒီအခါမှာတကြီးဦးတောင်းတို့လူစုအလုရှုပ်သွားပြီးရွာထဲမှာမောင်ချိုင်ရဲ့အာသဝအကြောင်းသိရှိသွားပြီးတော့လူအများစုဟာစုဝေးနေကြတယ်တဲငပြိုးလည်းမောင်ချိုင်ရဲ့ခန္ဓာကိုယ်ကြီးကိုအခေါင်းအတွင်းမှာဝင်လှည့်ပြီးတဲ့နောက်ထွက်ခွာသွားတယ် ီတော့မှပဲတဟာဟာတဟင်းနဲ့အံ့ဩတံတွေထွက်ပေါ်လာခဲ့တယ်။အเจ้าကမောင်ချိုင်းရဲ့အလောင်းဟာနှစ်ကာလကြာမြင့်နေပြီဖြစ်လို့အယိုးပဲကြန့်ရှိနေခြင်းဖြစ်တယ်။ဒေါ်မင်းကလည်းတားဖြည့်သူရဲ့အာသုဘအတွက်ပြင်ဆင်ပေးရှာတယ်။အလောင်းကိုအဲညောင်းမှပဲပင်ညိုင်ပို့လို့ညာရင်းခြင်းမဲ့တကြိုလိုက်တယ်။နောက်ရမှာတော့ဖုန်းကြီးတွေကိုပင်ဖိတ်ကမောင်ချိုင်းအတွက်ကုသပြုအမြဝေးကြတယ်။အမြဝေးပြီးတဲ့အခါမှာလည်းတရေငပြူကိုပါအမြတမ်းပေးဝေးတယ်။ဟောမင်းစင်တို့ကတော့ ိုင်းနေမနဲ့မှာပဲရွာကိုပြန်လာကြပြီးတဲငပြူနဲ့မမောင်ချမ်းရဲ့အချောင်းကတော့မြိုင်တော်ရွာတယ်မကတောင်ထုံးရွာမှာပါ ပြန်နံသွားပါတယ်မြိုင်တော်ရွာမှာလည်းတဲငပြူနဲ့မောင်ချမ်းတို့ပျောက်ကွယ်သွားကြပါတယ်ဒီမှာနေမယ်ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇလံပြီဆုံးပါပြီနားတော်တာစင်သူပြိတ္တကြီးလည်းဆယ်ချနာချင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစေခမညာ